စကိုင်းတိုင်းကိုပို့ပြုပြီးလှုပ်ခတ်ခဲ့တဲ့ငန်းလင်းကြောင့်စကိုင်းမန္တလေးမြို့ကြီးတွင်နေနီးတူထိခိုက်ပျက်စီးခဲ့တဲ့ပျောပွဲမြို့တဲတော်မြို့နယ်ဝန်နေမြို့တွေမှာနေအဆောက်အဦဆက်ရုံပေါင်း300တလုံးပြိုကျပျက်စီးခဲ့ပါတယ်လက်တလုံးမှာလည်းရှာဝေကယ်ဆယ်ရေးဆက်လက်လှုပ်ဆောင်နေပါတယ်ဘောဘောကျွန်တော်တို့ဘောဘောပြောနေတာဒီကကိုဆောက်ဝေးခဲ့တဲ့ရေဘောကိုရရစုရစုမလုံးနိုင်သေးတဲ့အခါကြားတဲ့အခါကြတော့ဒီအမေသိန်းချမ်းမရဲ့အောက်မှာလူ၅ယောက် DB သေးတာရှိတယ် ။နောက်ကမောဇာဗန်ကအဲ့ဒီအချိန်မှာကသမောဇာဗန်၄တက်က၃တက်ကမြည်ကြီးတွေဝင်သွားတယ်။အဲ့ဒီအချိန်မှာလူ90ကမနေ့က15ယောက်ပြန်ပြန်ထုတ်လို့ရသေးတော့35ယောက်ကျန်သေးတယ်ဗျ။ဟောပေါ့စင်းထွက်လာတာတော့130ကျော်ပဲကိုစင်းပေါက်စင်းထုတ်လို့ရသေးတယ်ဗျ။ဝမ်ဝင်းဘက်ကဘလို့ဂျင်းနေပြီးတော့ဝမ်ဝင်းကိုကျွန်တော်တို့စက်မှုတစ်ပေါ့ဆက်ဟိုအစိုးရချင်းမြင်စက်ရုံပေါ့အဲ့ကောင်ကအကုန်လုံးအကုန်လုံးကိုလုံးလုံးပြပြပြွက်သွားတယ်စက်ရုံရော တင်မဆောင်ရောရကန်းရကန်းစိတ်ုံရတော်တော်ဝတ်သားပြီးအဲ့မှာလူတွေကအလုံးပေါင်းချစ်လောင်း၁၀ယောက်၁၀ယောက်ပြည်တယ်ဗျ။အော်ဟိုဘောရောင်း၂၀ကျော်၂၅ယောက်ကတန်ရရတယ်ဗျ။နောက်ပြစ်တာကကျွန်တော်တို့ဝမ်းဝင်းတဲရောမှာကတဲရောဘက်ကပူပြင်းများတယ်ဗျ။သူစီအောင်တိုက်တယ်များတော့လေ။လက်ရှိမှာလဲရှာဝေကယ်ဆယ်ရေးတွေဆက်လက်လှုပ်ဆောင်နေတယ်လို့မြို့ကန်ပြည်သူတွေကပြောပါတယ်။ ရှာနေသေးတယ်ရှီမင်းနဲ့ရှီတော့ဆက်ဆက်တယ်တော့ရှာအောင်မှာပါသူကအကုန်လုံးကပြိုသွားမှာအဲထဲမှာလူကြံသေးရဲ့နော်ဒါကဒီလည်းလူကြံသေးရဲ့လीဆက်ရှာတော့ရှာနေတိုင်းရှာနေရမှာပဲအဲစေယုံလေးတို့တော့ရောက်တဲ့လူများတွေအကုန်လုံးကတော့ရှီပြက်လက်ပြက်အကုန်ကအပြက်တီးတီးပဲတဲ့ဘုံတော့နော်ရင်ငလင်လောက်ခတ်မှုကြောင့်ပြိုပွဲမျိုးတဲတော်မျိုးနဲ့ဝန်မျိုးတွေကပြိုကျပျက်စီးခဲ့တဲ့နေအဆောက်အဦဆက်ယုံနေအောက်ကပြိမိနေသူတွေကိုရှာဝေခဲ့စေဖို့ ကယ်ဆယ်ရေးထောက်ကူပြုကိရိယာတွေအရေးပေါ်လိုအပ်နေတယ်လို့လူမှုကွန်ရက်အသင်းတာဝန်ရှိသူကပြောပါတယ်ဟုတ်ကဲ့အခက်အခဲကိုကျွန်တော်တို့ကလည်းမျိုးနဲ့အသေးဖြစ်တာရေနော်ကျွန်တော်တို့ဒီမှာကဒီဆက်ရန်တရားလမ်းနဲ့ပေါ့ကိုရချပွေးပစ္စည်းပြည်တော်မရှိတာရေပေါ့အဲ့တော့ကျွန်တော်တို့ကလူအားနဲ့ပဲလောရတော့တော်တော်လေးတော့ကြံ့ကြံ့မှုဖြစ်တယ်ဗျာအခုကျွန်တော်တို့မန္တလေးတိုင်းဩဂရကြီးကိုကိုကြီးတောင်းပြန်တော့လေမန္တလေးတိုင်းဩဂရလည်းသူတို့မန္တလေးမှာအချိန်တွေတော်တော်ဆိုးနေတော့သူတို့ကကျွန်တော်တို့ကြီးကို လူမခွဲပေးနိုင်ဘူးပစ္စည်းလည်းမခွဲပေးနိုင်ဖြစ်နေတယ်ဗျာအဲ့လိုမျိုးရောက်ကျွန်တော်တို့ကလည်းနည်းနည်းစန့်ကြောက်တော့ဗျာချင်းလေးပိုင်းရတော့ကိုမြန်မာနိုင်ငံမှာအင်အားပြင်းကလေးလှုပ်ခတ်မှုကြောင့်စုစုပေါင်းတေဆုံးသူအရေအတွက်1644ယောက်နဲ့ဒဏ်ရာသူ3408ယောက်ထိရှိလာပြီးလူ139ဦးပျောက်ဆုံးနေဆက်ဖြစ်တယ်လို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ကမတ်လ29ရက်ညပိုင်းကသတင်းထုတ်ပြန်ခဲ့ပြီးမယ်မြေပြင်မှာတိုက်ဆုံသူနဲ့ဒဏ်ရာသူအရေးအတွက်ဟာဒီထက်အဆပိုများနိုင်တယ်လို့မြန်မာကျေးဇူးတွေကခံမှန်းထားပါတယ်ကျွန်တော်အောင်ခံပါ